စကိုင်းဒေးလီကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဇင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့တီရီမင်္ဂလာကဘာအေးစေတီတော်တွင်မဟာသမယအခါတော်နေ့ဓမ္မပူဇာမင်္ဂလာအခမ်းအနားကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တီရီမင်္ဂလာကဘာအေးစေတီတော်ဗနာတော်ရင်းကောပကအဖွဲ့မှကြီးမှုကျင်းပတယ်မဟာသမယအခါတော်နေ့ဓမ္မပူဇာမင်္ဂလာအခမ်းအနားကိုတော့ဒီကနေ့ ဂျွန်လ10ရက်နေ့လယ်တနာရီကတီတီမင်လာကဘာအေးစီရီတော်ကောဘကအဖွဲ့အာယုံကန်တစားအပေါ်တက်မှာကျင်းပပြုလုပ်ခဲ့ပါတယ်ဒီကနေ့ဟာနေုံလာပြည်နေ့မဟာသမယအခါတော်နေ့ဖြစ်ပြီးဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်အမြတ်ထားရာနေ့လေးတနေ့ပင်ဖြစ်ပါတယ်နေုံလာပြည်နေကို မဟာသမယအခါတော်နေသို့မဟုတ်မြတ်သောအခါတော်နေ ်သို့မဟုတ်ငင်းချင်နေလို့လဲခေါ်ထွင်းကြပါတယ်ကဘာဒီမင်္ဂလာကဘာကြီးဖရားရဲ့ပွဲပွဲ16ပွဲနဲ့ကျွန်တော်တို့ဘုရားဖော်ရင်လူကြီးများနဲ့ကျွန်တော်ပြည်သက်တွေဖိတ်ကြားပြီးတော့မှဒီမဟာသမယခါတော်နေသို့မဟုတ်ငင်းချင်နေဆိုပြောကျွန်တော်ကျင်းပခြင်းဖြစ်ပါတယ်မဟာသမယခါတော်နေကျင်းပခြင်းရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီနေ့မျက်မှောက်ကျက်မှာလဲကျွန်တော်တို့ကမ္ဘာငင်းချမ်းရေးအတွက်ကိုအလို့ရှိနေတာဖြစ်ပါတယ် ီဟာကျွန်တော်တို့မြတ်စွာဘုရားရှင်ဘက်ကစီတဝင်မြတ်စွာဘုရားစီတဝင်ကျောင်းတော်မှာသရေသုံးတဲ့ချိန်မှာကျွန်တော်တို့တပ်ပိလဝိပီနဲ့ကောလိယပီနှစ်ပြည်တော်တို့ဟာရောဟိနီမြစ်ကိုမြေကိုခွဲဝေသုံးဆွဲပြီးတော့မှစိုက်ပွေးလုပ်ခဲ့ကြပါတယ်။အဲ့ဒီချိန်မှာဒီမြေခန်းနဲ့အစုံလေုံလားလောက်မှာဒီမြေကိုခွဲဝေသုံးဆွဲတဲ့နေရာမှာတပ်ပိတော်ဟာရှင်းများပြီးတော့မှပဋိပက္ခသွားဆောင်ပြီးတော့ဆက်မဲ့ဖြစ်ွားမှုအခြေအနေကြီးဖြစ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာမြတ်စွာဘုရားစီတဝင်ကျောင်းတော်ကနေကြွလာပြီးတော့မှ ဒီစက်မှတ်ပြုရမယ်။နေကမ်းပေးမှာပေါ်မှာတက်ဝရမှာစံပွဲပြီးတော့မှဒီဉာဏ်ရင်းတရားဖြစ်တဲ့မာသမယသုတ်တော်ပေါ့နော်။ဒီဟာကိုဟောကြားတဲ့အခါမှာမပြီတော်လဲဧသမားတွေကဒီဒေါသတွေအကုန်လုံးပြင်းနေပြီးတော့မှမပြီတော်ကမိမိမင်းသား250စီနှစ်ဖက်ဆိုတာစုစုပေါင်း900ပေါ့။900ရလေအဲ့ဒီမှာပဲသာသနာပေါ်ဝင်ပြီးတော့မှအာသမယမဟုတ်ဘူး။ရရှိသွားပါတယ်။အဲ့ဒီနေ့ကိုမြတ်စွာဘုရားဟောပြောတဲ့တရားတော်ကြောင်းပြီးတော့မာသမယသုတ်တော် မာသမန်းနေဆိုပြီးမှဖြစ်ပေါ်လာတယ်သူမျိုးကပန်းငင်းငင်းနေဆိုပြီးတော့လေဒီအကြောင်းကျွန်တော်တို့ကပန်းကြီးငင်းငင်းဖို့အတွက်လည်းဒီလိုမျိုးပေါက်ခဲ့ပါကျွန်တော်တို့မာသမန်းရနေကိုနေရာတိုင်းမဖျားတိုင်းမှာကျင်းပခြင်းဖြစ်ပါတယ်အဲ့လိုကျင်းပတဲ့ခါမှာကျွန်တော်တို့ကပန်းကြီးဖျားလည်းကပန်းအေးဖျားဆိုတဲ့နာမည်နဲ့လျှော်ကြည့်တော့ကပန်းအေးရောက်ပေါ့ကျွန်တော်ငင်းငင်းအကျွန်းဆောင်တဲ့ဒီမာသမန်းနေကိုကျွန်တော်ဝက်ဖွဲ့တွေနဲ့ဥဆောင်ကျင်းပခြင်းဖြစ်ရပါရွေးချက်ကတော့အလား